ခင်မုန်းဖြစ်သူအတွက်အသက်ကိုပါပေးခဲ့တဲ့မင်းသမီးနန္နာလိုင်ရဲ့ဖြစ်စဉ်ကြောင့်ဝင်ချလာတဲ့တထေးကြီးစီတီဟာ မင်္ဂလာပါပရိသတ်ကြီးရှင်အခုဒီဆက်ပေးမယ့်ចောင်းရလေးကတော့ခေမွန်ဖြစ်သူတွေတက်ကိုပါပေးထားတဲ့မင်းသမီးနန္နာလိုင်းရဲ့တသက်မမိနိုင်တဲ့လူရဲ့ចောင်းကိုပြောပြလာသူတတိကြီးစီတရားရဲ့ចောင်းလေးကိုဖော်ပြတင်ဆက်ပေးမှာပဲဖြစ်ပါတယ်ရှင်မင်းသမီးနန္နာလိုင်းနဲ့တတိကြီးစီတရားတို့ဇုံတွေကတော့အိမ်တော်သက်ကြလာသည့်တောင်နဲ့တရားဖေးမှချစ်ခင်စွာရှိကြစေတွေ့လေးပဲဖြစ်ပါတယ်တတိကြီးစီတရားပတ်စံလွန်ချမ်းသာသူတတိကြီးဖြစ်တဲ့အတွက်မင်းသမီးနန္နာလိုင်းဟာပတ်စံဘက်ပြီးတော့ယူခဲ့တယ်ဆိုတဲ့ပြောဆိုသူတွေလည်းရှိကြတာပါတတိကြီးစီတရားကိုယ်တိုင်ကလည်းဒီချက်ကိုလုံးဝတန်တရား ောင်ဖြစ်ခဲ့ပေမယ့်မင်းသမီးနန္ဒာလိုင်ကသူ့ကိုငွေကြေးကြောင့်ရွေးချယ်ခဲ့တာမဟုတ်ဘူးဆိုတဲ့ချက်ကိုတိကျစွာသိရှိခဲ့ရတဲ့ဖြစ်စဉ်တစ်ခုရှိကြောင်းပြောပြလာခဲ့တာပါဒီဖြစ်ရဲ့ကြောင့်မိမဖြစ်သူရဲ့စိတ်ဓာတ်ကိုပုံမလေးစားရတယ်လို့တကယ်မြစ်တာဆင်းနဲ့ဆွလို့နင်နာခံချစ်ပေးတတ်တဲ့မိမရဲ့စိတ်ကိုမြင်ခဲ့ရလို့အဲ့နောက်ပိုင်းမှာမိမဖြစ်သူကိုပို့ပြီးတော့တန်ဖိုးထားလာမိကြောင်းပြောလာခဲ့တာပါမင်းသမီးနန္ဒာလိုင်ဟာခင်မောဖြစ်သူတထေးကြီးစီတရားပေါ်သူမရဲ့တက်ကိုပါပေးပြီးတော့ချစ်တဲ့ဇနီးကောင်းပီတာသူဖြစ်တယ်ဆိုတာကိုကိုဗစ်ကာလမှာတထေးကြီးစီတရားကသိရှိခွေရခဲ့တာပါ ဲဖြစ်ပါတယ်။တရေကြီးစီတရားကိုဗစ်တွေစဖြစ်တဲ့ချိန်မှာဥဆုံးအနေနဲ့ပြင်းထန်ကုန်မှာကိုဗစ်ရောဂါကိုခံစားခဲ့ရပြီးအောက်ဆီဂျင်အလွန်မင်းကြဆင်ကဆီယာဝင်းကအသက်မီနိုင်မှာမဟုတ်ဘူးလို့လက်လျှော့ခဲ့တဲ့အထိတင်မင်းနှကန်းဝါကိုရောက်ရှိခဲ့သူဖြစ်ပါတယ်။ ယောက်ျားဖြစ်သူကိုဆုံးရှုံးရတော့မေးဆိုတော့ကမင်းသမီးနန္ဒလိုင်ကတည်တဲ့အခါမှာတော့ယောက်ျားဖြစ်သူနဲ့တခန်းနေနေတိုင်းကအင်အားသူတွေအားလုံးနဲ့လုံးဝထိတွေ့ဆက်ဆက်ခွင့်မရတဲ့လမ်းကိုပဲရွေးချယ်ခဲ့တာပဲဖြစ်ပါတယ်။ယောက်ျားဖြစ်သူကိုဗစ်နဲ့ဆုံးပါတော့မေးလို့သိရချိန်မှာသူမကစီစီကြရပြီးသူမမှာကိုဗစ်ပိုးလုံးဝကူးစက်ခံထားရခြင်းမရှိခဲ့ဘူးလို့ဆိုပါတယ်။ဒါပေမဲ့မင်းသမီးနန္ဒလိုင်ဟာခင်မိုးနဲ့တူအခန်းတစ်ခန်းထဲမှာတူလာရောက်နေထိုင်ကယောက်ျားဖြစ်သူကိုအနီးကပ်ပြုစုစောက်ရှောက်ပေးဖို့ကိုသာရွေးချယ်ခဲ့တာပါ လူမမဲသမီးလူတွေနဲ့ယောက်ျားဖြစ်သူမှာယောက်ျားဖြစ်သူကိုသာရွေးချယ်ခဲ့ကသုံးလတိတိယောက်ျားဖြစ်သူနဲ့တူအခန်းထဲမှာနေထိုင်ကအနီးကပ်ပြုစုပေးခဲ့တဲ့ကြောင်းတတိကြီးစီတီဟာကဘယ်တော့မှမမေ့နိုင်မဲ့ဖြစ်ရဲ့အဖြစ်ခုလိုပြောပြခဲ့တာပဲဖြစ်ပါရယ်၂020ကိုဗစ်တွေစဖြစ်တော့ပထမဆုံးဈေးပေါက်တဲ့ထဲမှာကျွန်တော်လေးပါခဲ့တယ်ဆေးရုံတွေဘာမှလက်မခံသေးတဲ့အချိန်မှာအိမ်ပြန်ပြီးတော့ခန်းတကားပြေးနေကြရတယ်ပြည့်တဲ့နယ်ဝေးတနာကိုခန်းစားကြရတယ် SBO 270ပတ်ဝန်းကျင်ပဲရှိရင်ဆရာဝန်ကလည်းကျွန်တော်ကိုတတ်မမိတော့ဘူးဆိုပြီးတော့လက်လျှော့သွားပြီးအဲ့ချိန်မှာဆက်လိုက်တဲ့အခါယောဂလုံးဝမရှိတဲ့နန္နာကသူ့ဘာခန်းထဲလိုက်နေပြီးသုံးလလုံးတူတူကြောဖြတ်ခဲ့ဘူးလေအပြင်းနဲ့ထိတွေ့မှုအလုံးဖြတ်ပြီးခန်းထဲမှာဝစ်လျှော်တာကစားအရာအလုံးလုံးပေးရင်တူတူဖြတ်ကျော်ဖို့ဆုံးဖြတ်ပြီးကျွန်တော်နဲ့တူတူလိုက်နေပေးခဲ့တယ်ကျွန်တော်ကိုဗစ်ယောဂဖြစ်နေလို့ကျွန်တော်ကိုခွဲပြီးမထားနိုင်မဲသူ့သက်ပါရှင်းပြီးတော့ပြုစုပေးတယ်ဒါတွေကဘလောက်နဲ့နဲ့ရှိုင်ရှိုင်ချစ်ခဲ့ကြတဲ့လေဆိုတာတွေ့ကြည့်ပေါ့အသက်နဲ့အထက်လောင်းစားလုပ်ပြီးတော့ ချစ်ပြခဲ့တာကိုခံစားဖို့ခဲ့တယ်။သူကျွန်တော်ကိုချစ်ရလားလို့မေးစရာထပ်မလို့တဲ့အဖြစ်တစ်ခုထပ်ရခဲ့တယ်။ဒါပေမဲ့ညာတိုင်းမေးပြတဲ့ချစ်လားလို့ဆိုကဇနီးဖြစ်သူတဲ့နှဆိုင်နာတဲ့စိတ်တဲ့ကြောင့်ကိုပြပြခဲ့တာဖြစ်ပါရယ်။ငွေထက်များစွာဖိုးတန်တဲ့တကယ့်ကိုတူးရမယ်စိတ်ထားတွေချစ်ချင်းတွေနဲ့ဇနီးမောင်နှံနှစ်ယောက်ပါပဲနော်။အာဘိနာဆင်ခဲ့ကြရတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်။